မဲတလုံးစင်ရီစားကိုတခြားတယောက်စီကစနိုက်ကြော်ထားကြောင်းတရင်ထွက်နေရဲ့ယွန်းယွန်းပရိသတ်များလုံးမင်္ဂလာပါရှင့် celebrity mm ကနေပြန်လေးကြိုဆိုလိုက်ပါတယ် မင်းသမီးလေးယွန်းယွန်းကတော့မဲတလုံးရှိတဲ့သူမရဲ့ချစ်သူရေးစာအမိုက်စာလေးကိုထုတ်ကြွားပြနေရဖြစ်ပါတယ်။ဒီလိုကြွားနေရင်ကနေအကြွားလွန်ပြီးတော့အဲ့ဒီချစ်သူရေးစာကိုဘယ်ကနေဘယ်လိုရရှိလာလဲဆိုတဲ့သတင်းတွေပေါ်ထွက်လာခဲ့ပါတယ်။ဘယ်နိုင်ငံကမှတကူးတကောက်သွားဝင်လာတာတော့မဟုတ်ဘဲနဲ့သူမရဲ့ချစ်သူဖြစ်ကနေမသိအောင်စနိုက်ပြီးတော့လွတ်ယူလာခဲ့တာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံမှာမင်းသမီးတွေစနိုက်ဆက်ခင်းတဲ့အကြောင်းကတော်တော်လေးကိုနာမည်ကြီးနေပုံပေါ်ပါတယ်။ ထရန်တခုလိုမျိုးဖြစ်နေပြီးရောယောဂီလေးတနာကမားနဲ့မင်းသမီးတွေကသူများပိုင်ဆိုင်တဲ့ရေးစားတွေကိုအတင်းလိုက်ပြီးရောစနိုက်တက်တဲ့ဇလန်ကမကြခနာဆိုသလိုကြားနေရတာဖြစ်ပါတယ်။ဒီလိုကိစ္စမျိုးကဇလန်နဲ့မှတောင်ကြားမကောင်းပေမဲ့အပြင်လောကမှာအမှန်တကယ်စနိုက်ဇက်ခင်ပြီးရောနေကျင်သလိုနေနေကြတာကြောင့်အရှက်ရစရာကိစ္စတွေဖြစ်ပွားခဲ့ပါတယ်။ အခုလည်းယူသားပါရဲဆိုပြီးတော့ချစ်ခင်အားပေးနေရတဲ့ပရိသတ်တွေရဲ့အချစ်တော်မင်းသမီးလေးယွန်းယွန်းကတော့တကယ်ကိုတင်မမထားတဲ့စိတ်ဓာတ်ပိုင်ရှင်ဖြစ်ကြောင်းပေါ်ထွက်လာခဲ့ပါတယ်။ခုနကပြောခဲ့တဲ့အတိုင်းပဲသူမရဲ့ရည်စားမဲ့တလုံးစိန်ကိုမကြခင်မှာပဲလက်ထပ်တော့မဲ့ချစ်သူကောင်မလေးစီကနေအတင်းအကျပ်သွားပြီးတော့စနိုက်ထားတယ်ဖြစ်တယ်လို့သိရပါတယ်။ဒီအကြောင်းတွေကညင်းလို့မရတဲ့အမှန်တရားတစ်ခုနဲ့အတူပေါ်ထွက်လာခဲ့ရပါ။ရွံ့ရွံ့ကသူမရဲ့ရေစာကအရန်ကိုချမ်းသာပြီးတော့ကြောက်တဲ့ကြီးတယောက်ဆိုတဲ့အကြောင်းကိုလည်းထုတ်ကြွားနေခဲ့ပါတယ်။ တမပေါ်မှာအရန်ချစ်ကြောင်ဆိုရှယ်မီဒီယာမှာဆိုရင်တမျိုးပြီးတမျိုးနေစဉ်ကြွားနေရဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီလိုကြွားနေရတွေကတစ်ချိန်တုန်းကသူများပိုင်ဆိုင်ခဲ့တဲ့အရာတွေဖြစ်ပြီးတော့၁၀နှစ်ကျော်ကြာချစ်သူတသန်းရှိတဲ့ကောင်မလေးစီကနေလူယူခဲ့တာဖြစ်ပါတယ်။မသိလို့တွဲခဲ့မိတာမဟုတ်ဘဲမကြခင်မှာလက်ထပ်တော့မဲ့၁၀နှစ်ကျော်တသန်းရှိတဲ့ချစ်သူကောင်မလေးရှိရဆိုတာကိုတိတိကျကျနဲ့မရရအောင်လူယူခဲ့တာပါ။ တပတ်ကကြောက်တထေးကြီးဆိုတဲ့ကိုတန်းစင်ကလည်းရွံ့ရွံ့လွန်မြလာတာပါတာအကောင်မလေးကလာစနိုက်တဲ့အခါမှာဝမ်းတာအာရနဲ့ခြံကုံဖြစ်ခဲ့ပါတယ်။ဒီလိုနဲ့ပဲစနိုက်မနဲ့ခြံကုံဇက်ခင်းနဲ့သူတို့နှစ်ယောက်ရဲ့ဇလန်းကစတင်ခဲ့တာဖြစ်ပြီးတော့ရှစ်လကျော်ကြာတော့မှပဲတပတ်ကအကောင်မလေးကသိရှိသွားတာလို့ဆိုပါတယ်။ ီလိုသိရှိသွားပြီးရဲ့နောက်ပိုင်းမှာအဲ့ဒီကောင်လေးနဲ့ကောင်မလေးကလမ်းခွဲပေးခဲ့ပါတယ်။ဒါကပဲယွန်းယွန်းကတော့သူမရဲ့အပိုင်းဆိုပြီးတော့ပေါ်ရင်ကြီးထုတ်ကြွားပြီးတော့အမြင်ကက်စရာကောင်းအောင်လုပ်ပြနေရကြောင်းကောင်မလေးဘက်ကနေတငယ်ချင်းတွေကအခုလိုမျိုးဖော်ထုတ်လာခဲ့ရဖြစ်ပါတယ်။ ချစ်သူတတန်ဆန်နေကြော်တဲ့အချိန်ကာလကြော်ဖြတ်ခဲ့ပေမဲ့လည်းကြောက်တထေးကြီးကိုတန်းစင်ကရွံ့ရွံ့ဘက်ကိုကောက်ကောက်ပါခဲ့ရပါရွံ့ရွံ့ကလည်းသမားကြီးစားတွေကိုမှလိုက်ပြီးတော့လူယူတတ်တဲ့ထုံးစံအတိုင်းအခုလိုမျိုးလူယူပြီးမျက်နှာပြောင်တိုက်ခါပေါ်ရင်ကြွားလုံးထုတ်နေပါတယ်ဒါကြောင့်အမှန်တရားတွေဖော်ထုတ်ခံလိုက်ရတာဖြစ်ပါတယ်ရွံ့ရွံ့နေတဲ့အရင်တစ်ခေါက်တုန်းကလည်းချစ်သူကြီးစားရှိတဲ့မင်းသားတယောက်ကိုအာအင်ကုန်ခန်းထဲဒီစနိုက်ခဲ့ပြီးတော့တော်တော်လေးလည်းမြင်မကောင်းရှုမကောင်းဖြစ်ခဲ့ပါသေးတယ် ခုတစ်ခါမှလည်းဘယ်ကနေရှာလာမှန်းမသိတဲ့သူမရဲ့ရည်စားမဲ့တလုံးစိန်ကိုအတင်းအကျပ်လူယူခဲ့တဲ့ဆိုရဲဇလန်းတွေပေါ်ထွက်လာခဲ့ပါပြီ။ရုံရုံကအကယ်ဒမီရထားတဲ့မင်းသမီးတလတ်ဆိုပေမဲ့စိတ်ဓာတ်ကတော့အခုလိုဖြစ်နေတဲ့အတွက်ပရိသတ်တွေကြားမှလည်းဝေဖန်စရာဖြစ်နေခဲ့ပါတယ်။ပထမတစ်ကြိမ်တခါအမားကိုခွင်လွတ်ခဲ့ပြီးပေမဲ့အခုအခါကတော့သူ့ရဲ့ငကိုစိတ်ကသူများပိုင်ဆိုင်နာတွေကိုပဲလိုက်လူနေတတ်တယ်ဆိုတော့ပေါ်လင်းထင်ရှားနေခဲ့ပါပြီ။ ဒါကြောင့်မလို့လက်ရှိမှာတော့ယုံယုံအတွက်ဝေဖန်မှုတွေအရန်ပြင်းထန်နေရဖြစ်ပါတယ်။ကြီးစုနေကြတဲ့ပရိသတ်ကြီးတို့အနေနဲ့ရောယုံယုံကအခုလက်ရှိချစ်သူကောင်းလေးကို10နှစ်ကျော်တွဲခဲ့တဲ့ကောင်းမလေးစီကနေလူယူခဲ့တာဖြစ်ကြောင်းသတင်းတွေပေါ်ထွက်လာတဲ့ပုံမှာဘယ်လိုမျိုးထင်ကြပါသလဲရှင်။အဆုံးထိကြီးစုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။